မင်္ဂလာပါခင်ဗျာရှန်ကုန်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်စီကရေဘော်ကလာကိုထပ်ပြီး6လတပ်တန်းတွန်းမှုဟာမြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ဆန့်ကျင်နေတယ်လို့အကြက်တဲကိုပုံမရှိကြအောင်လုပ်နေတယ်လို့အမေရိကန်ကပြောဆိုလိုက်ပါတယ်ပြည်တွင်းစီးပွားရေးဈေးကွက်မှာအမေရိကန်ဒေါ်လာကိုမြန်မာငွေကျပ်9500ကျော်တဲ့အထိဆန့်ကျင်တင်ဈေးနှုန်းမြင့်တက်သွားပြန်ပြီ အခောက်ရွှေဈေးနှုန်းဟာလည်းတစ်ကြက်သားကိုငွေကျပ်69သိန်းဝန်းကျင်အထိဆန်ချိန်ချိုးမြင့်တက်သွားပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့အကျန်းဖတ်စစ်ကောင်စီကအရေးပေါ်ကာလကိုထပ်ပြီး6လတက်တန်းတိုးမှုဟာမြန်မာပြည်သူတွေရဲ့စံနာနဲ့ဆန့်ကျင်နေပြီးအကြက်တဲကိုပုံမိုးရှေ့ချအောင်လုပ်နေတာဖြစ်တယ်လို့အမေရိကန်နိုင်ငံသားကြီးဝန်ကြီးဌာနရဲ့ပြောခွင့်ရမက်ထရူးမေလာကပြောဆိုလိုက်ပါတယ် စစ်ကောင်စီရဲ့အခုလိုတက်တန်း6လထပ်တိုးလိုက်ပြန်တဲ့လုပ်ရဟာမြန်မာပြည်သူတွေရဲ့ပြင်းပြတဲ့ဆန္ဒသဘောထားတွေနဲ့ဆန့်ကျင်နေပြီနိုင်ငံတွင်းစစ်ကောင်စီရဲ့မတရားဖိနှိပ်မှုတွေကြောင့်ထောင်ပေါင်းများစွာသောပြည်သူတွေဟာအိန္ဒိယနိုင်ငံတွေကိုရှောင်တိမ်နေရယုံနေမကပြည်တွင်းကပြည်သူ၃သန်းကျော်ဟာလဲစစ်ဘေးရှောင်နေကြရတယ်လို့နောက်ထပ်တန်းပေါင်းများစွာသောပြည်သူတွေဟာလဲစင်ရဲတွင်နတ်တဲ့နတ်လာနေတဲ့အပြင်စစ်ကောင်စီရဲ့အခုလိုလုပ်ရက်တွေကအကြက်အတက်ကိုပုံမရှိကြစေတဲ့လုပ်ရက်တွေဖြစ်နေတယ်လို့အမေရိကန်ကပြောဆိုလိုက်ပါတယ် လက်ရှိမြန်မာနိုင်ငံရဲ့အနာဂတ်အတွက်အများပြည်သူသဘောထားကိုကိုစားပြုတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုအမြန်ဆုံးပြန်သွားဖို့လိုအပ်နေပြီတပ်ဆိုင်သူအားလုံးနဲ့ထိတွေ့ဆက်ဆံမှုတွေပြုလုပ်ဖို့ကိုလည်းအမေရိကန်ကတောက်ဆိုထားတဲ့အပြင်မြန်မာပြည်သူတွေအပေါ်စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုလည်းချက်ချင်းရပ်တန့်ဖို့လိုအပ်တယ်လို့မတရားဖန်ဆီးထားတဲ့သူတွေကိုလည်းအမြန်ဆုံးပြန်လွတ်ပေးရမှာဖြစ်တယ်လို့အမေရိကန်နိုင်ငံရဲ့ဝန်ကြီးဌာနရဲ့ပြောခွင့်ရမက်ထရူမေလာကပြောလိုက်ပါတယ်ခင်ဗျတစ်ဖက်မှာတော့ ချင်းမီနဲ့ကမ်ဘလတ်မြို့နယ်ကအချမ်းဖက်စစ်တပ်လက်အောက်ခံနန်စီရီယံဝန်ထမ်း88ဦးဟာအလင်းဝင်ရောက်လာတယ်လို့ကမ်ဘလတ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ချင်းပြည်နယ်ကမ်ဘလတ်မြို့နယ်ကပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရစီကိုစစ်ကောင်စီလက်အောက်ခံနန်စီရီယံဝန်ထမ်းတွေအနေနဲ့ရက်60အတွင်းအ мян ဆုံးအလင်းဝင်ကြဖို့တတိပေးခဲ့ပြီးတဲ့နောက်မှာပဲစစ်ကောင်စီလက်အောက်ခံနန်စီရီယံဝန်ထမ်း88ဦးဟာတတ်မှတ်ထားတဲ့ရက်အတွင်းမှာပဲအသီးသီးအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။လက်ရှိအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီလက်အောက်ခံနန်စီရီယံဝန်ထမ်းတွေထဲမှာ လျှက်စစ်ရုံမြမစီပွားရေးဘဏ်ကျမရေးဌာနလူမှုဝန်ထမ်းရုံစတဲ့ရုံတွေကဝန်ထမ်းတွေအပါအဝင်စုစုပေါင်းနန်းစီရီယံဝန်ထမ်း88ဦးအလင်းဝင်ရောက်လာတယ်လို့ကမ္ဘာလက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောထားပါတယ်လက်ရှိမှာလဲကမ္ဘာလက်မြို့အဝင်းမုတ်ဦးမှာ CDF ကမ္ဘာလက်ကချင်းမျိုးသားအလန်နဲ့ CDF ကမ္ဘာလက်အလန်တို့ကိုဒီကနေ့ဩဂလ၁ရက်နေ့မှာပဲလွှင့်ထူထားလိုက်ပြီဖြစ်တယ်လို့သိရပါတယ်ခင်ဗျဒီတခါစကိုင်းတိုင်းဘက်မှာတော့ ရွှေဘိုမြို့နယ်မှာအကျန်းဖက်စစ်ကောင်စီရဲ့ခိုက်ရန်ရဲမှုအောင်စုံမြို့ဆိုသူပြစ်ခတ်ခံရပြီးပွဲချင်းပြီးကိုသွေသွားတယ်အပြင်သူစီကနေတနတ်တလတ်နဲ့သူစီလာတဲ့ကားကိုပါတိမ့်စီရရှိခဲ့တယ်လို့နေစီမချရွှေဘိုသားများအဖွဲ့ကရန်ကုန်ခေတ်တကိုပြောပါတယ်ဒီကနေ့ဩဂုတ်လ၁ရက်နေ့မနက်ပိုင်းကပဲရွှေဘိုမြို့နယ်ကစစ်ကောင်စီရဲ့ခိုက်ရန်ရဲမှုအောင်စုံမြို့ဆိုတဲ့သူရဲစခန်းကနေနေအိမ်ကိုပြန်လာတဲ့အချိန်တော်လိုင်းရဲဘော်တွေကနေလမ်းကနေအသင့်ဆောင်ပြီး မြို့ပေါ်မှာပဲပြစ်ခတ်ရှင်းနေရမှာနေရာမှာပဲပွဲချင်းပြီးကိုသေသွားတယ်ဆိုပါလေအဲ့ဒီနောက်သေသွားတယ်ခရိုင်ရဲမှုအောင်စုံမျိုးဆိုတဲ့သူရဲ့တနက်တလက်နဲ့သူစီလာတဲ့ကားကိုပါတော်လိုင်းကြီးရပ်ပေါ်ကြီးကတင်းစီရရှိခဲ့တယ်လို့နေစီမချရွှေဘူသားများအဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖက်မှာလေစကိုင်းနိုင်စလင်းကြီးမြို့နယ်ကအကြံဖက်စစ်ကောင်စီရဲ့ညောင်မင်းကြီးကိစ္စကံကိုတော်လိုင်းကြီးတပ်တွေကတိုက်ခိုက်ချေမှုအတွင်းစေကောင်စီတပ်ဖွဲ့ဝင်6ဦးကနေရာမှာတင်သေကုန်ကြတဲ့အပြင် တနက်၄လက်ကိုပါတိမ့်စီရရှိခဲ့တယ်လို့စလင်းကြီးမြို့နယ်ပကပလက်ယုံတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။ဇွန်လ31ရက်နေ့ဖြစ်တဲ့မနေ့ကပဲစလင်းကြီးမြို့နယ်ကအချက်ဖတ်စစ်ကောင်းစီရဲ့ညောင်မင်းကြီးဂိတ်စကန်ကိုတော်လည်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်စစ်ကောင်းစီတပ်ဖွဲ့ဝင်6ဦးကတော့နေရာမှာပဲအသေးသေးသေကုန်ကြတဲ့အပြင်သူတို့စီကနေတနက်၄လက်ကိုပါတိမ့်စီရရှိခဲ့တယ်လို့စလင်းကြီးမြို့နယ်ပကပလက်ယုံတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျ။ ုတခါဘကိုးတိုင်းဘက်မှာတော့ဖြူမြို့နယ်ကကွင်းဝိုင်းဂျေးရွာအနီးကင်းလက်ထွက်လာတဲ့အကြံပစစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရေးတပ်တွေကကြံပြတ်တက်ခိုက်ရမှာစေကောင်စီတပ်သား၅ဦးကတော့အသီးသီးသေကုန်ကြပြန်ပြီလို့ဖြူမြို့နယ်ပကဖရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တကိုပြောပါတယ်ဒီကနေ့အော်ဂူလာတရက်နေ့မနေ့အစောပိုင်းမှာပဲဖြူမြို့နယ်ကကွင်းဝိုင်းဂျေးရွာအနီးကင်းပတ်ထွက်လာတဲ့အကြံပစစ်ကောင်စီတပ်သားတွေကို ဒေါ်လာရေးတက်တွေကအရင်ဆုံးမိုင်းဆွဲပြီးတာနဲ့လက်နက်ငယ်တွေနဲ့ပါဝိုင်းဝန်းပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခတ်မှုအတွင်းမိုင်းမီသွားတဲ့စစ်သားတွေရောပစ်ခတ်ခံရတဲ့စစ်သားတွေပါစုစုပေါင်း၅ဦးကတော့အသေးသေးသေကုန်ကြသလိုကျန်တဲ့စစ်သားတွေကတော့ကွင်းဝိုင်းဂျေးရွာဘက်ကိုထွက်ပြေးသွားကြတယ်လို့ဖြူဖြူနဲ့ပကဖားရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။ဒီတခါစစ်ပွဲသတင်းပတ်မှာတော့ ပြည်တွင်းစီးပွားရေးဈေးကွက်မှာအမေရိကန်ဒေါ်လာကိုမြန်မာငွေကျပ်9500ကျော်တဲ့အထိစန့်ချိန်တင်ဈေးနှုန်းမြင့်တက်သွားပြန်ပြီ။အခောက်ရွှေဈေးနှုန်းဟာလည်းတစ်ကြက်သားကိုငွေကျပ်69သိန်းဝန်းကျင်အထိစန့်ချိန်ချိုးမြင့်တက်သွားပြီလို့ရန်ကုန်ရွှေကုန်းတန်းနဲ့ငွေလဲတိုင်တူကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်။လက်ရှိပြည်တွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့အဖက်ဖက်ကစီမံခန့်ခွဲမှုအလွဲတွေကြောင့်ရွှေနဲ့ဒေါ်လာဈေးနှုန်းတွေဟာထိမ့်မနိုင်အောင်တဟုန်တို့မြင့်တက်လာနေတယ်ဆိုပါရယ်။လက်ရှိရွှေဈေးနှုန်းဆိုရင်လည်း အခောက်ရှိတချက်သားကိုငွေကျပ်69သိန်းဝင်းကျင်အထိစံချိန်တင်မြင့်တက်သွားပြီရွှေဈေးဟာနေ့စဉ်အတက်ကြီးပဲဖြစ်နေတော့ဈေးကွက်ထဲမှာဝရုံးပုံကားကိုဖြစ်နေကြသလိုဒီလောက်တက်နေတာတော့ရောင်းမဲ့သူတွေကမရောင်းရကြပဲဝယ်မဲ့သူတွေသာရှိနေတယ်လို့ရန်ကုန်ရွှေကုန်းတဲ့အုပ်ကပြောထားပါတယ်တစ်ဖက်ကအမေရိကန်ဒေါ်လာဈေးဟာလည်းဇက်တိုက်ကိုထိုးတက်လာနေပြီလက်ရှိဒေါ်လာကိုမြန်မာငွေကျပ်9500ကျော်တဲ့အထိစံချိန်တင်မြင့်တက်သွားပြီဒါတွေဟာတိုင်းပြည်စီးပွားရေးကျဆင်းမှုတွေအပြင် စစ်ကောင်စီရဲ့ငွေစက်ကူအစ်စ်တွေကိုမစင်မခြင်းရိုက်ထုတ်မှုတွေကြောင့်မအခုလိုမြန်မာကျပ်ငွေတန်ဖိုးတွေမကြုံစဘူးတဟုန်တို့ထိုးချနေတာဖြစ်တယ်လို့ရန်ကုန်မြို့အခြေစိုက်နိုင်ငံခြားငွေလက်လက်ကြီးတိုင်တို့ကပြောထားပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ